ိသတ်များရှင်အခုတခါမှာတော့ချစ်စရာကောင်းတဲ့မျက်နှာတင်ပြလေးနဲ့မင်းသမီးကျော်လေးခင်ဝင်းဝါရဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါရစေ။မင်္ဂလာပါပရိသတ်ကြီး။ခင်ဝင်းဝါကတော့ချစ်ဖို့ကောင်းတဲ့အရုပ်ရည်ဖြူစင်တဲ့စိတ်တော်ရာတွေကြောင့်ပရိသတ်ကြီးရဲ့အားပေးမှုတွေကိုရှင်ပလန်နဲ့ရရှိထားတဲ့မင်းသမီးကျော်လေးတူပဲဖြစ်ပါတယ်။နှုတ်ပြို့ပြီးတော့ပြည့်ပြည့်တဲ့အပျော်အစုချစ်စပွဲအပျုံလေးတွေကိုရရှိပိုင်ဆိုင်ထားတဲ့သူမကိုပရိသတ်တွေကလည်းခေးဆိုပြီးတော့ချစ်စနုနဲ့ခေါ်ဆိုကြတာပဲဖြစ်ပါရဲ့ရှင်။ အနုပညာလောကတွေကိုမစ်လောကကနေဝင်ရောက်လာသူဖြစ်ပြီးတော့ဗီဒီယိုစကားတွေအပြင်တခြားသောလူကြိုက်များတဲ့ရုပ်ရှင်စကားတွေမှာပါပါဝင်တရုပ်ဆောင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကိုလည်းချစ်စပွဲအပြုံလေးနဲ့ညှို့ယူထားတဲ့သူမကအနုပညာလောကထဲမှာမင်းသမီးတိုင်းလှုပ်ချင်ကြတဲ့အကယ်ဒမီစုကြီးကိုလာရွင့်လင်းသောရုပ်ရှင်စကားမှာရရှိခဲ့တာပဲဖြစ်ပါတယ်ရှင်။မုံခွေစကားမှာလည်းရွှေထူမင်းမြို့မို့ရုံနဲ့အတူတွေ့ဖက်တရုံဆောင်ခဲ့ပြီးတော့ သူမရဲ့အမှုပညာအရေးသွေးကိုအပြည့်ဝပြတ်သားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာလည်းခင်ဝေဝါကမဟာကရိုက်ကူးပြတ်သားနေတဲ့ချစ်တော်နင်းစီဆိုတဲ့ရုပ်ရှင်ဇာတ်လမ်းတွေကလည်းလက်တလုံးမှာပြည်သက်တွေချာမှာရေပန်းစားနေကြတာပဲဖြစ်ပါတယ်။ခေဝေဝါကအစူပါဇကာမှာအေးချမောင်ကိုတိတ်ချစ်တဲ့မြာကျေးမုံအဖြစ်တရုတ်ဆောင်ခဲ့ပြီးတော့အစာပိုင်းမှာတော့ယူအေးနေခဲ့ပါတယ်။အေးချမောင်ကလည်းခေဝေဝါကိုဟန်ဆောင်ချစ်ပြပြီးတော့ကောင်မလေးတွေကိုလည်းနှစ်ပင်သုံးပင်လဲကတွေ့ဖက်နေခဲ့သလို ခင်ဝဲဝါကိုလည်းအသားယူပြီးတော့အသေးဆွဲအောင်ချစ်ဖို့အယူကွဲအောင်ရိုက်ခဲ့တာဖြစ်ပါတယ်။ခင်ဝဲဝါကလည်းအေးချမ်းမောင်ပါလို့လို့ခဏနေခဲ့တာဖြစ်ပြီးတော့ဘာမှလည်းပြောဆိုခဲ့ခြင်းမရှိပါဘူး။ဒါတွေအပြင်အေးချမ်းမောင်ကသူတဲချစ်ခဲ့ပါတယ်ဆိုတဲ့မျက်ကြည်လေးကိုပါဘီဂျယ်တွေစားပွဲတွေရှိရာကိုပါပို့ခဲ့လိုက်ပြီးတော့ဘာညာတွေပါလှုပ်လိုက်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါအချင်းကစားပြီးတော့ခင်ဝဲဝါဟာအေးချမ်းမောင်နဲ့ရရှိခဲ့တဲ့ဘီဘီလေးကိုပါပျက်စီးဆုံးရှုံးခဲ့ရပြီးတော့ စိတ်ကြီးကျင်လာသွားခဲ့တာပဲဖြစ်ပါတယ်။စိတ်ထဲမှာဒဏ်ရာတွေခံစားခဲ့ရတယ်လို့ရှော်တီတွေနဲ့အဲ့လိုကောင်းနေတဲ့အေဂျင့်မောင်ကိုပညာပေးဖို့စောင့်နေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့၃နှစ်ခန့်ကြာတော့ဆိုပြီးတော့စာတန်းထိုးသွားခဲ့တာဖြစ်ပြီးရိုစီဆိုတဲ့ကောင်မလေးတယောက်အဖြစ်အေဂျင့်မောင်စီကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီတစ်ခါရောက်ရှိလာတဲ့အချိန်မှာတော့ခင်ဝေဝါကအရင်လိုထုံတိပေတိလုံးဝမဟုတ်တော့ပဲချက်မြက်တဲ့ကောင်မလေးတယောက်အဖြစ်အနာကိုပြန်လာခဲ့တာပဲဖြစ်ပါတယ်။ တချင်ကသူမမှာအပြစ်မရှိခင်တုန်းကရက်ဆက်ခဲတာတွေစွန့်ပစ်ခဲတာတွေကိုလက်စားချင်ချင်းခဲတာပါခေဝဲဝါနဲ့မတွေ့မီ၃နှစ်ကြာအချိန်မှာတော့မင်းလူအပြစ်မိုက်မဲခဲတဲ့အေချမ်မောင်ကတော့ရေမတော်တဆဖြစ်သွားခဲ့ပြီးတော့ဒုက္ခိတာနဲ့ခုကူရမဲနေတဲ့မင်းလူဖြစ်သွားခဲ့တာပါမင်းလူကိုစိတ်တန်းကြအယုတ်တရလို့နှိမ့်ဆက်ခဲတာဖြစ်ပြီးသူမခံစားရတာတွေကိုအတိုးရောအရင်နေပါကြည်အောင်လက်ချရီပေးနေခဲ့တာပဲဖြစ်ပါတယ်ရေချိုးပါချိုးလို့ရင်လေအေချမ်မောင်ကိုအကုန်လုံးလုတ်ခဲ့ပြီးတော့ ငယ်ပါမပေါ်အောင်ဘောင်းမီလေးပေးဝင်နေတဲ့အခါမှာတော့အဆက်ကြောက်တော့ရှိသေးတယ်ဆိုပြီးတော့ခေလေးကမောက်မာသွားခဲ့တာပဲဖြစ်ပါတယ်။မြကြီးကမင်းလူကိုတိတ်ချစ်တတာကြောင့်သာဘာဖြစ်ဖြစ်ထားမသွားဘူးလို့ဆိုခဲ့ပြီးမဲ့လေအေးချမ်းမောင်ရဲ့လူသားမဆန်မှုတွေကြောင့်မင်းလူကိုနာကျင်ချက်တွေဖြစ်ပေါ်လာပြီးတော့တာဥကိုဆုံရှုံသွားတဲ့ခံစားချက်နဲ့ပဲစိတ်တိုင်းကြလက်စင်းတွေပေးနေခဲ့တာပဲဖြစ်ပါတယ်။မင်းလူရဲ့ဂုံတိုင်းချက်အန်တီနိုရဲ့ရန်ကြောင့်ခေလေးကိုတနာကြတဲ့ပရိသတ်တွေကလည်း ခင်ဝဲဝါရဲ့ကလဆာတွေခြေပြန်တော့လေအေးချမ်းမောင်ကိုတနာကယူနာတွေဖြစ်နေကြတာပဲဖြစ်ပါရဲ့ရှင်။မင်းလူနဲ့မြားကြီးတို့နှစ်ယောက်လုံးကိုမာနာတွေအပြန်ပြီးတနာကြတဲ့အဖွဲကလည်းတစုဖြစ်လို့နေခဲ့တာပဲဖြစ်ပါရဲ့။ဇလန်းအချင်းတွေကလည်းတနေ့တဲ့တနေ့ပူပူကောင်းလာခဲ့ပြီးတော့မကြခင်မှာတော့စက်သိန်းခန်းကိုရောက်ရှိလာမှာပဲဖြစ်ပါရဲ့။ဇက်အင်ကလည်းတွဲမိနေကြစကားတွေနဲ့မတူပဲတမှုထူးခြားလို့နေခဲ့တဲ့အတွက်ပရိသတ်တွေကလည်းစောင့်ကြည့်အားပေးနေခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်။ ခလီရဲ့အန်တင်ပြပြမှုအေဂျင်မောင်ရဲ့ဝန်တိုင်းကျင်းမှုတွေကြောင့်မတော့စကားကလည်းအတော်လေးကိုမိမိုက်နေခဲ့တာပဲဖြစ်ပါတယ်ရှင်ကြည့်ရှုခဲ့တဲ့ပရိသတ်တွေကရောအဲ့ဒီဇလန်တွေကမာနတွေအတတွေအပြည့်မှုတွေကြောင့်မခင်ဝဲဝါကိုတနာတာလားအေဂျင်မောင်ကိုတနာခဲ့တာလားဆိုတာကိုတော့အခုစစ်စင်အောက်ကနေကွမဲ့နေရေးပေးသွားခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်